ဲကြီးလိုက်တော့ပြည်သူတို့ရေဒီမိုးကုန်းမြို့ထဲမှာတော့စစ်ခွေးတွေအရဆိုရင်ရှောရှူရှူနဲ့ကိုဝင်ရောက်လာပြီတော့အမျိုးရှောရှူရှူနဲ့ဝင်ရောက်လာဖို့အတွက်လဲဒီ TNL ဆိုတဲ့တစ္ဆာဖောက်လောက်ကောင်တွေကလုံချုံရဲ့အပြေးဝါယူပေးပြီးမှခေါ်သွင်းလာတာနော်ကြည်လိုက်တစ္ဆာဖောက် TNL ကောင်တွေတော့အမျိုးအချိန်မှာဒေါ်လာရင်းတက်ရဆိုရင်မြို့ထဲမြို့ထဲရနေပြီးမှ ဆုံးခွာအောင်ဇုကိုဖိအားပေးခဲ့တာဖြစ်တယ်။ဒါလည်းလူတိုင်းတည်ပြီးသားချက်ဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီအခြေအနေပြောရမယ်ဆိုရင်ဒီနေ့နိုဝင်ဘာ29ရက်နေ့မှာဒီမာလာတစ္ဆာကန်စုပ်စုပ်လက်နက်ကန်တွေဟာဆိုရင်မဟာလေးတိုင်းမိုးကုမြို့ထဲမှာဆိုရင်အတားအဆီးမရှိဘဲနဲ့ကားကြီးတွေနဲ့အင်တိုက်အားတိုက်ကိုဝင်လာခဲ့တာပဲ။အော်အမျိုးဝင်လာလို့ရအောင် ီတီနီအနယ်လီကအပြေအဝကိုလုံခြုံရေးယူပေးတာဖြစ်တယ်။အော်ဒါတည်းမဟုတ်သေးပါဘူး။နော်ဒီစစ်ခွေးကို DNA ရနေပြီးမှ15ရက်တိတိကိုသူကလုံခြုံရေးယူပေးမယ်လို့လည်းပြောနေကြတယ်။နော်ဒါဆိုရင်ဒေါ်လာရေးပေါ်ဦးပြောင်းပြောင်းထင်ထင်တစ္ဆာဖောက်တာပဲ။အာရာတဲ့ဆိုင်ဒီမျိုးတွေရဖို့အတွက်အသက်ပေးခဲ့ရတဲ့ MB ပါရဲဘော်တွေအညာရဲဘော်တွေပေါ်တစားဖောက်တယ်လို့ပြောလို့ရတယ်။အော်အဲ့အတွက် DNA လေးကိုကျွန်တော်တို့တော့မှခွင့်လွှတ်မှာမဟုတ်ဘူး။ရောဆေးဥစုရဆိုရင်အခုညပိုင်းမှာအန်တိုက်အားတိုက်အားအလုံးအရင်းနဲ့အခုဝင်လာတာပဲ။ အဲ့တော့ဆစ်ရှုံးပြီးမှတရုတ်အာကိုနဲ့ဒီပြန်ရတဲ့မြို့အားတွေမှာဆိုရင်ဒီစစ်ခွေးရီယာဆိုရင်ဒေသခံပြည်သူတွေကိုရန်ဖြူတယ်တပ်ဖြတ်တယ်တန်းစီထားတွေတူလုံပြီးတော့ဒီမြို့ကိုအခုမြို့ခံအများစုကလည်းဒီစစ်အုပ်စုရန်အားတွေပြီးမှလူမျိုးပို့အတွက်ကိုအရင်ရေရကိုမြို့ထဲနဲ့ဆုံးခွာနေကြတာများပါတယ်။နော်။အဲ့တော့ဒီလုံရဲအကြောင်းလို့ TNL ကိုတော်မှခွင့်ပြုနိုင်ဦးတစ္ဆာဖို့လောက်ကောင် TNL ကို